လက်ကက်စီပေါ့ဒီတော့လက်တွေလက်တွေတောင်ကတ်တယ်ဒီမှာဒီကောင်တော့ကျွန်တော်ပုံမှန်စေအဲထိုင်းမှာရောင်းတာကတော့2သိန်းကျော်ရှိပါတော့2သိန်းကျော်ဦးကျွန်တော်တို့အခုကျွန်တော်ဆိုင်မှာတော့7000ခွဲနဲ့ရောင်းတယ်ပေါ့နော်7000ခွဲဆိုရင်တော့ကျွန်တော်ဆိုင်မှာဟိုကျွန်တော်မြန်မာကုသမားတွေတော့ကတော်တော်ကြီးဈေးကြီးနေလို့ပြောလို့ရတယ်ကျွန်တော်အားမြောင်နှစ်ဖက်လုံးဖြန်းလိုက်မယ်ဗျာဒါတော့တစ်ဖက် ပုံမှန်တော့3-4ချက်ဖြန်ခိုင်းတာကိုရီးယားအားမရဘူးတင်မလားနည်းနည်းတော့ဆောင်းအောင်မထက်မလက်ဒီလက်ဒီတော့ကတ်တယ်ဒီမှာကတ်တယ်နော်ဒီမှာဘလုံးကမကတ်တော့မသိဘူးမနက်ကနင်းနေနေဆိုတော့လက်ကစီဖြန်တော့လက်ကတော့ကတ်တော့ကစီကစီစီဖြန်တယ်

်ဟာကောင်းတယ်တက်ကြီးကောင်းတယ်အမ အဲ့တော့ဖမ်းမိသွားပြီဆိုတော့လေဒီမှာတကောင်းကဒါကျွန်ခဏအာဂျီနဲ့ဒီလက်ရိတ်ကစင်းနဲ့အာဂျီလက်ရိတ်ကစင်းနဲ့အာဂျီကိုလက်ပေါ်မှာဖြန်းပြတာပေါ့နော် ဖြန်းပြီးတော့အခုဒီအခုပွဲဖမ်းပြီးတော့သူ့ရဲ့ review လေးကြောင့်ပြောပြမယ်။သူကဘယ်လိုလဲဆိုတော့ကျွန်တော်က sound twin ဆိုတော့လေအခုကမနက်ခင်ပိုင်းကန်တာပေါ့နော်။မနက်ခင်ပိုင်းကန်တာဆိုတော့ sound twin ဆိုတော့သူနင်းနေရှိတယ်။ရေနင်းနေနင်းရအရေတွေဖြစ်နေပေါ့မြက်ပေါ်မှာ။အဲ့တော့ဒီကောင်ကဘလို့မှမကက်ဘူးမထူးဘူးပေါ့ sound twin ဆောင်းထဲမှာသုံးမယ်ဆိုရင်တော့ဒီကောင်ကလုံးဝမကက်ဘူးဘာမှလည်းမထူးဘူးမဘာမှမထူးတယ်ကျွန်တော်ဒီရေတွေနဲ့ပုံမှန်အတိုင်းပဲထွေထွေထူးထူးလက်ရိတ်ကစေးဖြန်းလာလို့ကက်နေတာမျိုးတော့မရှိဘူးဒါပေမဲ့နွေရာသီမှာဆိုရင်တော့ကက်ကောင်းကက်နိုင်တယ်ပေါ့နော်ဘောလုံးကလည်းပေါ့နော်ဒီရေတွေပေနေတာဆိုတော့ရေပေနေဆိုတော့ဒီကိုလက်အိတ်နဲ့ပြန်ဖမ်းတဲ့အခါကျတော့ဘလုံးမှကျွန်တော်တို့ဟိုဒီလက်အိတ်လက်ရိတ်ကစေးရဲ့ပုံစံကဘလုံးမှပေါ်မနေဘူးပေါ့နော်အဲ့တော့ဒီ RG လက်အိတ်ကစေးကိုကျွန်တော်က ဆောင်းတွင်းရှိတဲ့မြို့တွေပေါ့နော်ဥပမာရန်ကုန်တို့ဘာတော့ဆောင်းတွင်းမရှိဘူးရန်ကုန်ရန်ကုန်တို့လိုမျိုးနေရာတွေမှာတော့ဒါကအာဂျီလိုက်ကကတ်ကောင်းကတ်နိုင်တယ်ဒါပေမဲ့မိုးရွာတဲ့နေရာတွေမှာဆိုရင်တော့ဘာမှတော့မထူးဘူးပေါ့နော်ကဲဒီဗီဒီယိုအဆုံးထိကြည့်ပေးတာကျေးဇူးအများကြီးတင်ပါတယ်